အင်္ဂလိပ်လို interview မိကုံးတွေကိုဖြစ်တတ်ဖို့ဆရာလက်မင်းတွေကဒီနေ့ကနောက်ဆုံးနေ့လေးဖြစ်ပါတယ်။အဲ့တော့ interview မိကုံးတွေကိုအင်္ဂလိပ်လိုစနေတရားလေးဖြစ်တတ်စေဖို့အတွက်ဒီရှိမှတင်ခဲ့တဲ့နေ့ရက်စာရဲ့ဒီနေ့တရက်စာရဲ့တရားလေးကြည့်လိုက်မယ်ဆိုလို့ချင်းဟောပေါ့အခြေခံသဘောတရားတွေကိုသိရှိသွားမှာပါ။ပြီးတော့ဘလုံမိကုံးကိုပဲမေးမေးဖြေလို့ရဖို့အတွက်ကတော့ဟောဒီနေ့တိုင်းတင်နေတဲ့ရက်60စီးပြီးတော့ဆက်ပြီးတော့ကြည့်ပါ။ဒါဆိုချင်းအင်္ဂလိပ် speaking အခြေခံလေးတော်တော်ကြီးကိုကောင်းလာမယ်လို့ဆရာတော်ယုံကြည်တယ်။တရားလေးမှတ်ပါနော်။ဒီနေ့မှဆိုရင်လည်းအဲဘာလေးလဲငါတို့ကမင်းကိုဘာကြောင့်အလုပ်ခန့်နေတာလဲ။ ။ဒါဖြစ်လို့လဲဆိုတော့ဒါပြကိုယ့်ရဲ့ဖြေပေါ့နော်။ငါအလုပ်ကြိုးစားတယ်။အာမကြိုးစားတာကြိုးစားတယ်ခဏအသာထား။ဒါပေမဲ့အလုပ်ကြိုးစားလို့ပြောမယ်။အလုပ်ကြိုးစားလို့ဆိုလူတိုင်းအကြိုက်တယ်လေ။သင်ယူတာမြန်ဆန်တယ်။ဒါလည်းလူတိုင်းကြိုက်တဲ့ဟာပဲ။ဘလို့ပဲတင်တင်ထုံနေရဆိုရင်ဒါတိတ်မကြိုက်တော့ဘူးပေါ့နော်။ပြီးတော့ငါကအတွေ့အကြုံတော့ဆရာထပ်တန်မှုတော့ဒီနေရာယူလာတယ်။ပြောချင်တာဒီနေရာကလာလာငါမှအတွေ့အကြုံနဲ့ပါလာတယ်။ပြောဆရာထပ်တန်မှုလည်းပါလာရဲ့အကောင်းဆုံးဖြေလေးပေါ့အဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲဆိုတော့ဆက်တင်ပေးမယ်မင်းဖီးယားတွေအောက်မှာအလုတ်လုံနိုင်လားတဲ့ ဖီအားတွေများလာလို့ရှိရင် ပြာရခတ်သွားသလားဖီအားအောက်မှာအလုတ်လုံနေလားဆိုမေးခွန်းမျိုးလာလို့ရှိရင်တော့ရတာပေါ့နော်သူကဖီအားလာရင်ကတော့ပဲခေါင်းပူပူဟန်ကိုပူပူရတာပေါ့တကယ်တော့ဖီအားတွေကငါ့ကိုအာယုံဆိုင်နိုင်ဖို့ ਨੇ အရာရောက်ဖို့ကူညီပေးလို့ပါဒါပေမဲ့ဒီမှာသုံးတဲ့ vocabulary ကလည်းနည်းနည်းခက်ခဲတယ်အားကြောင့်အောက်မှာရှိရကျွန်တော်ရဲ့လန်နာတွေကိုအချိန်မှာဖြေခိုင်းတော့ဦးဒီခါလည်းပဲလှမ်းကြည့်လိုက်မယ်မသိရမင်းလေးကိုရေးမယ်ကြက်မယ်ထက်ခါထက်ခါပြောပြီးလေ့ကျင့်မယ်ရှိရဟာတွေပြန်ပြီးလေ့ကျင့်မယ်ဒါဆိုရင်ရ60ပြီးသွားရင် English speaking ကောင်းပြီအဲငါတို့ကမင်းကိုဘာကြောင့်အလုတ်ခတ်နေတာလဲ လဲမေကုန်းဖြစ်တယ်လဲမေကုန်းဆိုရင် wh နဲ့စရအောင်မယ်ဘာနဲ့စမလဲဘာကြောင့်ဆိုတဲ့အကြောင်းဆိုတော့ဘာနဲ့စမလဲဆိုရင် why နဲ့ရေးလိုက်မယ် why ပြီးရင်မလောက်တာလဲတင့်တာလဲဆိုတော့ should ကိုရှင်းထုတ်လိုက် why should ပေါ့နော်ဘသူတို့ကလဲ subject ငါတို့ကဆိုတော့ we present တဲ့ဒီစာပုံကခရမေကုန်းစကလုံးအခုစကလုံးထုတ်မယ် subject လာမယ်ပြီးရင်ဒီမှာ main verb zero လာမယ် should ရှိလို့နော် should က model ဆိုတော့သူနောက်မှာ verb zero လိုက်ရမယ်အလောက်ခန့်တယ်ဆိုတာငားရဲလာနေတူတဲ့အတွက်ကြောင့်ဘယ်လိုသုံးလဲဆိုရင် hire လို့တော့မယ် why should we hire ဘသူကိုလဲမင်းကို why should you we hire you အင်္ဂလိပ်လိုပုံအောင်တို့သေးရယ်ဘာကြောင့်ငါတို့ကမင်းကိုအလုပ်ခန့်မင်းလာလဲပြောပြီးဘာဖြစ်လို့လဲဆိုတော့ဗျာ because ယုံကြည်မှုရှိနေတာဖြစ်ပါတော့ငါကအလုပ်ကြိုးစားတယ်ငါကဆော်အိုင်အလုပ်ကြိုးစားတာဗာလဲဆိုရင် hard working လို့ခေါ်တယ် hard w o r k i n g hard working ဒါပေမဲ့ဆရာပြောတဲ့အတိုင်းပဲ hard working နေဘာဖြစ်နေလဲ adjective ဖြစ်နေတယ် adjective ဆိုရင်ရှေ့ရ city ဒီဟောင်းရှိမှလဲအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30စာဆရာတင်ထားပြီးတယ်အဲ့တော့ ဟိုအခြေခံကောင်းမှုအတွက်ရောသုံးဆက်စီးရီကိုကြည့်ပြီးလို့ရှိရင် speaking ကောင်းမှုဒီစီးရီကိုဆက်ပြီးတော့ဆက်ပြီးတော့ကြည့်ပါတော့ because ငါ i am hard working ငါကအလုပ်ကျူးစားတယ် and ဘာကြောင့်ထက်လိုက်လဲ adjective ကအလုပ်ကျူးစားတော့ဒီဒီဖြစ်သွားဖို့အတွက် am ထည့်ရတယ် because i am hard working comma ကဘူးတင်ယူတာမြန်ဆန်တယ်မြန်ဆန်တာအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုရင် quick လို့ခေါ်တယ်ဒီကောင်လည်း adjective ပဲဒါပေမဲ့သူ့ရှိမှာ am ကသူ့နောက်က quick ကိုပါလမ်းထိန်းပြီးသားဖြစ်တဲ့အကြောင်း am တစ်လုံးထည့်ရင်ရပြီเนาะ i am hard working quick ဘာဘာကိုမြင်တာလဲသင်ယူတာဆိုတော့ create to land အလီယာလန် land ဆိုတာသင်ယူတာသူများကသင်ပြီး teach teach လုပ်ပေးရလို့ teacher လို့ခေါ်တယ် land လုပ်နေတဲ့သူတွေကို learner လို့ခေါ်တယ် land ဆိုတာသင်ယူတာ teach ဆိုတာသင်ပေးတာပေါ့နော် create to land ပြီးတော့ဆိုတော့ and ပေါ့နောက်ငါကအတွေ့အကြုံအောင်ဆရာထက်တာမို့ဒီညောင်ယူလာတယ်ဒါကြောင့် subject နဲ့ပြန်ဆောက်ပါပြီငါကဆို i subject ပြီးနောက်ဆုံး verb မလုပ်လာတာလေယူလာတယ်ဆိုတော့ bring ဘာလဲယူလာလဲအတွေ့အကြုံ ဆရာထန်တာမို့နှစ်ခုနှစ်ခုဆိုရင်နှစ်ခုဇလုံးဆိုတဲ့ဘက်ထအောင်ဘို့ဆိုတာလေမြင်မှုလားမသိဘူးမြင်မှုဖတ်ထားမယ်ဘို့နောက်မှာပထမတစ်ခုရေးမယ်အဲပြီးတော့အဲနောက်မှာမတူနောက်ထပ်တစ်ခုရေးမယ်အဲ့လိုဘို့နဲ့အန်နဲ့ဂျာမှာထည့်ထားတဲ့နှစ်ခုဒီဒီဟာရောဒီဟာရောဆိုတဲ့အိပယ်လေးထွက်စီတယ်အဲ့တော့ဘာရောလဲအတွေ့အကြုံရောဆိုတော့အတွေ့အကြုံကျမ experience လို့ပါတယ်ဒါရှင်းနေကအဲ interview နဲ့ပတ်သက်တဲ့ဟာမှာလဲဆရာပြောခဲ့ပြီးသား I'm very both experience and ဆရာထပ်တတ်မှုတိုင်းလို့ပြောခေါ်လဲဆိုရင် passion လို့ခေါ်တယ်အဲ့ဘာဖြစ်သွားလဲ because I'm a hardworking, quick to learn and I'm bring both experience and passion. လာပြီမင်းဖြားရအောင်မအလုပ်လုပ်နိုင်လားလားမေကုန်းဆိုရင်တော့မေကုန်းစကလုံးကြီးမလိုတော့ဘူးအခုပဲလိုတော့တယ်နိုင်လားဆိုတဲ့ကြောင့်ရှေ့ရဘာနဲ့စာလဲဆိုရင်ခံ subject က you ပြန်ဖတ်လာမယ်အလုပ်လုပ်တာ walk can you walk ဖြားပါရအောင်မလဲဖြားရအောင်မအောင်မဆို under pressure ပေါ့ p r e s s u r e pressure pressure ဆိုပါလေဖြား can you walk under pressure အာရတာပေါ့ of course sure yes i can တိုက်တာရေးလို့ရတယ်နော်ရတာပေါ့တော့ဆရာတော့ yes i can မေးလိုက်တော့မယ်ပြီးတော့တကယ်တော့တကယ်တော့ဆို actually ရှိတယ် in fact ရှိရဆိုတော့ဆရာ in fact လေးတော့လိုက်မယ် in fact တကယ်တော့အဲသူ့တော်ပညာပြန်ပြောင်းမယ် PR တွေက pressure ဆက်ပြပြီးသွားရင်နောက်ဆုံးသွားမလုပ်ပေးလဲကူညီပေးတယ်ဆိုတော့ helps as ထဲမယ်ဒီတော့လို့မရဘူးဒီတော့လို့မရတခုခင်းလို့ပြန်သဘောထားရမယ်တခုခင်းဆိုရင်ဘဝမှာ as ထဲရတယ် pressure has ဘလို့အကူအညီပေးရလဲဆိုရင်ငါ့ကိုအကူအညီပေးတယ်ဆိုတော့ help me ဘာလို့ဖို့လဲအာယုံစိုက်နိုင်ဖို့ဆိုတော့ to stay focus stay focus ကရှေ့တည်းရမှာတင်ထားပြအာယုံစိုက်နေတာတမာတိတရားလို့ခေါ်တယ်ကိုလှုပ်ချင်တာလို့တခုအာယုံစိုက်နိုင်ဖို့ဘာအရေးကြီးလဲ pressure ရှိ pressure လို့လဲ pressure မရှိဘူးဆိုလို့ရှိရင်အခုအင်္ဂလိပ်စာလေ့လာနေတဲ့လူတွေကလေဖိအားတခုမရှိဘူးဆိုရင်လှုပ်ချင်တာလှုပ်နေမှာဒါဖိအားကကြတော့မရှိရင်ကိုယ့်ဘာကိုမွေးမြူရမှာပေါ့နော်မဟုတ်လို့ရှိရင် ါကိုယ့်ရဲ့ fear တစ်ခုကပါလဲဆိုအခုမှတ်ထားတဲ့နာတော့ကိုအခုလုပ်တဲ့မြအရာတွေအားလုံးဟာဆိုရင်နောက်ချိန်မှာကြိုးပင်းပါပဲအခုကိုပြင်းနေလို့ရှိရင်နောက်ချိန်မှာအပြင်းတဲ့ result တွေကိုခန်းစားပါပဲအဲအခုနေစူးစမ်းနေလဲစူးစမ်းနေတဲ့ result ကိုခန်းစားပါပဲအဲ့တော့ဘာလုပ်မလဲဒါကိုယ့်ရဲ့ YouTube ပဲအဲ့တော့ to stay focus ဘာလုပ်ဖို့လဲအရာရောက်တာအရာရောက်တယ်ဆိုတာလေဥပမာဘယ်လိုခေါ်လဲဆို productive လို့ခေါ်တယ်ဒါကတော့ productive ဘာဖြစ်ဖို့လဲအရာရောက်ဖို့ ါဘာလို့ပြီးလဲဆိုရင်ကူညီပေးပါတယ်တဲ့အရာ